ချစ်ခင်ရပါသောမိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့နှွေဦး Family YouTube Channel လေးကနေရန်လည်ကြိုဆိုလိုက်ပါရခင်ဗျာအားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ပုံမြတ်ထင်မှနှုတ်ခွန်းဆက်သလိုက်ရပါရခင်ဗျာကျွန်တော်စာရေးဆရာဆရာကြီးရွှေဦးတော်ဤမြတ်သက်မောဆိုတဲ့ဝိထုစာအုပ်ကိုအပိုင်း73နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါရခင်ဗျာကျွန်တော်နဲ့အတူလိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါဦးခင်ဗျာဒါမြတ်သည်တော့မှပြန်ရောက်စအချိန်၌လူမတော်အိမ်တို့မသွားလျင်မကောင်းဆို၍သွားခဲ့ဘူးတော်လဲ ထုံနောက်၌မှရောက်တော်သည်မရှိချေမတဏံမူကားအလုံးမှနှုတ်ထွက်လိုက်လေပြီ။တာမြသည်လူမော်နှင့်တွေ့ဆုံမိသောအခါများ၌လူမော်ကအိမ်သို့အလဲပတ်လာရန်ဝတရားတိုင်းဖိတ်ခေါ်တော်လဲတာမြသည်ပထမအခေါက်မှကဲ့သို့အခေါက်တိုင်းဟန်လို့ရန်ခဲရင်မြည်အဖြစ်ကိုသိ၍မအားလက်ချင်းကိုအကြောင်းပြလျက်အလက်တော်လာမှာပေါ့ဗျာ။ခု၍ပြန်ပြောလိုက်လေသည်။နောက်ဆုံးချိန်တွေ့ဆုံမိကြရာတွင်လူမော်ကတာမြ၏လက်ကိုကင်ဆွဲလျက်ကျေးဇူးတင်ပါတယ်တငယ်ချင်း။ ခုပြောလိုက်ရာတာမြတ်မှာနားမလဲတော့ကြောင်းအန်အားသင်းလျက်ရှိသည်ဂလူမော်ကဒီနေ့ကဘတော်ကြီးစီကစာရပါလေဗျအကျိုးချောင်းကိုကျုပ်သိရပါပြီတာမြတ်လည်းနားမလဲတလဲနဲ့ငေးကြည့်နေသေးသည်နဲ့လူမော်ကဆက်လက်၍မိဘပေါ်မှာဝတရားနားလဲပုံကတော့တင်ငယ်ချင်းကကျုပ်တဲ့တာပေရာပေါ့တင်ငယ်ချင်းဟိုတာမြတ်ကဩဂလူမော်ကသမီးရောက်ပါမတော်လိုက်ရပါပဲကျုပ်ကတော့ကျေးဇူးတင်ပြီးညီကိုလိုသဘောထားပါတယ်တင်ငယ်ချင်း ။ဒါမျက်မှာနှုတ်ဆက်လာသောလူတယောက်မဟုတ်တော့လဲထိုချိန်တွင်လူမော်အားမိခဲ့သို့ပြန်ပြောရမည်မသိသောကြောင့်အန်တန်တန်ဖြစ်နေတော့သည်။ကိုလူမော်ကဘတော်ကြီးကအလုံးစုံ ဖွင့်ပြီးရေးလိုက်ပါတယ်။တင်ငချင်းတွေ့ရင်ပြောလိုက်ပါတဲ့သူမှသမီးတယောက်ဆုံးတော့လဲဒါတယောက်နောက်ထပ်ရတယ်လို့အောက်မေ့ပါတယ်တဲ့ကိုသားမြတ်ကယေစုတင်ပါတယ်ဗျာကိုလူမော်ကဒီလိုမဖြစ်ရလို့ရှိရင်ခမရတို့ကိစ္စကမတ်တန်တန်နဲ့ကျုပ်တို့ကိစ္စထက်တောင်အရင်ကြအောင်မယ်လို့ဘတော်ကြီးကရေးလိုက်ပါကလား ကိုသားမြတ်ကဟုတ်ကောဟုတ်ပါလိမ့်မယ်။သားမြတ်မှာမတဏ္ဏနှင့်လွဲရသောကြောင့်ဖခင်ဤစကားကိုနားထောင်လိုက်ရသည်ဟု၍လူမောကမယူစားဘဲမိမိကအရင်ကြသည်ဟု၍လူမောနားလေသောကြောင့်ခြေနက်မိ၏။မတဏ္ဏနှင့်လူမောတို့လက်ထပ်ပြသည့်နောက်မှမိဘစကားကိုနားထောင်ခြင်းဖြစ်သည်ဟုလူမောယူဆခဲ့လျင်သာ၍လူရင်းညံ့ရကြပေလိမ့်မည်။လူမောကဤအကြောင်းကိုထုတ်ပေါ်ပြောပြသည့်အတွေ့လဲခြေနက်မိပေသည်။ ဒီနေ့တနေ့လူမသည်မတ္တနံမရှိခိုက်တွင်တော်ရဲကိုရုတ်တရက်ရှာမတွေ့သည်နှင့်မတ္တနံအမြတ်တို့တင်ထားသောတိတ္တာကလေးကိုဖွင့်ကြည့်မိရာတငယ်ကလေးတယောက်ဤဓာတ်ပုံတပုံကိုရ၏သို့သောအရေးမကြည့်လာပဲတိတ္တာကိုပြန်ပိတ်မိအပြုတွင်တငယ်ကလေးဤမျက်လုံးကိုကွက်ခနဲ့တရိယာသည်နှင့်ဓာတ်ပုံကိုထုတ်ယူကြည့်ရှုလေ၏အလင်းရောင်တို့ယူ၍သေချာစွာကြည့်မိသောအခါတငယ်ဤမျက်လုံးများသည်မတ္တနံဤမျက်လုံးနှင့်တူလာသည်ဟုလူမထင်မိသောကြောင့် ထက်လောင်း၍ဒေချာစွာကြည့်ပြန်၏ထောကတွင်မျက်လုံးသာမကပဇက်လဲတူလာသည်ဟုလူမော်ထင်မိပြန်လေသည်တို့ရတွင်လူမော်သည်တိလိုသောစိတ်မှတပါမတင်ကားသောစိတ်မျိုးဖြစ်ပေါ်သည်မဟုတ်သောကြောင့်တော်ရွဲကိုအခြားတဏှာ၌တွေ့သောအခါတွင်ဘီရိုမအလိုရှိသောပစ္စည်းများကိုထုတ်ယူ၍ယုံသို့သွားလေ၏လူမော်သည်ဒီအကြောင်းကိုအမှတ်မထားသောကြောင့်မတဏံအားရုတ်တရက်မမေ့မီပဲနှစ်ရက်သုံးရက်ကြာသောအခါမှတရိယာသည်နှင့်မတဏံမှာတူများရှိသလား တူကလေးတယောက်ရှိတယ်ဖောက်ကြောင်လေးကိုလူမောင်ကျုပ်ကလည်းဒီလိုထင်တာပါပဲဘာကြောင့်မှမဟုတ်ပါဘူးတနေ့ကတော်ရဲရှာမတွေ့လို့မတ်တန်ရဲ့တစ်တာတဲ့ဖြန့်ကြည့်လိုက်တော့ဓာတ်ပုံကလေးတပုံတွေ့မိလို့ပါဟုတ်တယ်ကိုလူမောင်မောင်တဝန်းကမောင်အုံးဖေကသူ့သားဓာတ်ပုံကလေးတနေ့ကပို့လိုက်လို့တစ်တာတဲ့ထည့်သိမ်းထားတယ်တကယ်ဗျာမတ်တန်နဲ့တူလိုက်တာဟောဘာဖြစ်တာလဲဗျို့ဒုက္ခနာ၌အခြားအခမ်းမှညောင်ရီဦးကိုမန်းအသည်များလက်ထက်လျက်ရှိသောခင်လေးဆွေလက်ထက်မှ ထန်ညောင်ရီဥလွတ်ကြသွားသည်ဖြင့်ကျမ်းပေါ်သို့ဂွန်းကနေကြာကွဲသွားသောအတန်ပေါ်ထွက်လာသောကြောင့်ဖြစ်လေသည်အဘဲကြောင့်လက်မလွတ်ကြသွားရသည်ကိုမတနံရိမ့်မိတော်လဲလူမော်ကမူကားအိမ်တော်ဖြုံးပါကြီးပဲဒါကြောင့်ယောက်ျားမရနိုင်တာထင်ပါရဲ့ဟုတ်ပြုံးကားရေကားဖြင့်မတနံအားဒီတို့ပြောလိုက်မိသေးသည်မတနံကမူအဖြေပေးဖို့အသင့်ပြင်ဆင်ပြည့်ဖြစ်ပါလျက်နှင့်ပင်မျက်နာမထတတ်သည်နှင့်ခင်လေးဆွေထံသို့ခိုက်မိသွားသည်လားတော်တော် ခုစောကပြေးသွားသေး၏ထို့နောက်မှမတနံပြန်လာ၍ကျမနေဘယ်နေရာများတူလို့လေကိုလူမော်ရေရောက်စမ်းပါဦးဓာတ်ပုံကြုတ်ပြပါဦးမယ်မတနံမှာဓာတ်ပုံကိုထုတ်ပြရတော့သည်လူမော်လည်းဓာတ်ပုံကိုကင်ကြည့်လျက်မျက်လုံးနဲ့ပါးစပ်ကသိတူတာပဲမတနံတော်တော်ဆွေဒီကိုခဏလောက်လာပါဦးဗျာခင်လေးဆွေရောက်လာ၏သို့တော်မတနံဤမျက်နှာကိုမကြည့်ဝင်ပဲမျက်နှာလွှဲထားကြသည်ကိုလူမော်ကကဲဗျာကြည်စမ်းပါဦးမတနံနဲ့မတူဘူးလားတော်တော်ဆွေ လော်လော်ခင်လေးဆွေကကြံကြံစီစီမောင်ရင်တစက်မှမတူပါဘဲလားဂလူမော်ကတူပါတယ်ခင်ဗျာနှာခေါင်းနဲ့နှစ်ဖူးကလည်းကျွန်တော်မြင်ဘူးတို့လို့ဒေါခင်လေးဆွေကမတ်တနန်နဲ့တူတာပဲလားမောဟာကလွန်းလွန်းပြီဂလူမော်ကနှာခေါင်းနဲ့နှစ်ဖူးကတော့မတ်တနန်နဲ့မတူပါဘူးမျိုးလုံးတွေကပြင်းဗျာတကယ်ချွတ်ဆွတ်ပဲတူလိုက်တာမှလွန်ရောဒေါခင်လေးဆွေကတူရင်လည်းတူမှာပေါ့လေမောင်တော်ဝန်းကြီးကမွေးတာကိုဂလူမော်က ကိုအုံးဖေဆိုတာအကျုပ်မမြင်ဘူးပါကလားလောက်ကင်လေးဆွေကဘာမြင်ဘူးမလဲမန္တလေးမှာနေတာကိုကိုလူမော်မှာမသနာဤဆွေမျိုးစင်းရင်ကိုမတည်တော့ကြောင်းဟုတ်လိမ့်မည်ယုံကြည်၍စိတ်ထဲ၌မြည်တော့မြမရှိသေးကြီးဒုတဝံကတယောက်ကအကြီးတယောက်ကိုအီမြလောက်တူရချေသလောက်ဟု၍သာအံဩမိလေသည်သို့သောမစ်ထရီဇန်ပညာရသုံးလေးဝံကွဲတော်လဲဒူးခြင်းဒူးနိုင်သည်ဟုကြားဖို့ရသောကြောင့် မယုံကြည်နိုင်လောက်မအံ့ဩလှချီမတဏန်သည်ဖိုးခွေဤဓာတ်ပုံနှင့်မိမတို့နှစ်သက်မြန်နှုတ်တတ်သည့်မျိုးလီမိုလီပစ္စည်းများကိုသစ်တာကလေးတွင်အခါခတ်သိမ့်တော့ခတ်ထားလျက်ရှိပါလျက်ထိုနေ့တွင်မှတော့ခတ်ရန်မိနေမိသည့်အတွက်အံ့ဩမိမတဏန်မှာဖိုးခွေကိုအလွန်ချစ်တော်လဲတလတကြိမ်များလောက်သာတွေ့မြင်ခွင့်ရသည့်အတွက်ဓာတ်ပုံကလေးကိုမိခင်တို့ဓမ္မရာတိုင်းအလွန်ပြေထုတ်ကြည့်နိုင်စေရန်ဒိန်တော်ကြာကဏီအချိန်၌တမင်းရိုက်ကူသိမ့်စီထားခြင်းဖြစ်လေသည် တာမြတ်နှင့်လူမော်တို့ဤကြောင်းသားဘဝတပ်ပုံများကုန်မူလူမော်အထင်မလွဲစေခြင်းငါခင်လေးဆွေဤတိတ္တာတို့ပြောင်းရွှေ့ပေးထားလိုက်လေပြီဒါနေ့တနေ့မတ္တနံဒီတိတ္တာကလေးရဲ၌လိုကျင်သောပစ္စည်းတခုရှိသည်နှင့်တိတ္တာကလေးကိုဖွင့်ယူရာတွင်ဘိုးခွဲဤတပ်ပုံကိုမြင်ရ၍မိခင်တို့၌တခါတရံဖြစ်ပေါ်ရသောသဘာဝတိုင်းဘိုးခွဲကိုသတိရလာ၍ယင်းထဲ၌ဆိုသားပြည်လျင်နန်းရှုပ်ပွေဖက်ခြင်းသောဆန္ဒပြင်းထန်စွာပေါ်ပေါက်လာ၏ မိခင်တယောက်သည်ရင်ခွင်၌နုဆုလျက်သားငယ်ကိုဖြစ်စေသူ့အလိုအလျောက်ကစားနေသောရင်သွေးကိုဖြစ်စေရုတ်တရက်ငုံ၍နန်းရှုပ်တရှင်ကိုတွေ့မြင်ပူဇော်ပေလိမ့်မည်မိခင်တို့ကเจ้าတို့သွားနေသောသားငယ်ကိုမျှော်ကြည့်လျက်ရှိရာမှထိုစိန်မျိုးပေါ်ပေါက်လာ၍သားနောက်သို့ပြေးလိုက်နန်းရှုပ်သည်ဖြစ်စေတပံခေါ်ယူနန်းရှုပ်သည်ဖြစ်စေပြုသည်များကိုလည်းမြင်ရဘူးလေသည်ထို့ကြောင့်လည်းမြစ်တာပေါင်းတို့တွင်မိခင်ဤမြစ်တာသည် အကြီးဆုံးဖြစ်သည်ဟုပြောကြရလေသည် ကိုကျိုးမပါပဲဓမင်တက်တက်တစ်ဖက်သက်ဖြစ်ပေါ်ရသောမြစ်တာတော်ကြီးပေသည်မတဏန်သည်လူကိုယ်တိုင်ဖျံနှံရှုပ်ခွင့်မရသည်နှင့်ဓဘုံကိုနှံကျင်လာ၍လူမော်ဘက်သို့လှမ်းကြည့်လိုက်ရာလူမော်မှာပလက်ကလထိုင်ပေါ်တွင်အခြားဘက်သို့မျက်နှာမူလျက်ထိုင်နေသည်ကိုတွေ့ရ၏ဤတွင်မတဏန်သည်လစ်သည်ဆို၍ဟိုခွေဤဓဘုံကိုနှစ်ချက်သုံးချက်နှံရှုပ်ပြီးမှလူကျင်သောပစ္စည်းကိုထုတ်ယူကာတိတ္တာကိုပိတ်ထားလိုက်လေ၏ဒုံနေညနေ၌လူမော်သည်ယုံမှပြန်လာပြီးနောက် မတ္တနံအလစ်တွင်တိတ္တာကလေးကိုဖွင့်ဆန့်ရာသွက်ကပ်ထားသောကြောင့်ဖွင့်မရချေထို့နောက်ညသာစားပြေးကြ၍ဇောဘာဘော၌ဆေးလိတ်ကိုစီတောက်လျက်ရှိကြသည်ဂိုလူမောကမတ္တနံကျုပ်တခုမေးကျင်တယ်မှန်မှန်ပြောပါလားမတ္တနံလန့်သွားတော်လဲမျက်နာမပြတ်စီပဲဘာကုန်လေးကုလူမောဂိုလူမောကမှန်မှန်ပြောပါမယ်လို့ဂရိပေးနိုင်သလားမတ္တနံကနင့်နင့်မရပဲရှင်မှန်မှန်ပြောပါပေါ့ဂိုလူမောက လင်းနဲ့မရဆိုပေမဲ့မှန်မှန်မပြောနိုင်တဲ့ကိစ္စတွေရှိတယ်မတ္တနံမတ္တနံကဒါတော့လင်းလုတ်တဲ့လူကကက်ကက်တတမေးခွင်းမျိုးတွေရှောက်မရင်တော့ဘယ်မိမမှပြောမှာမဟုတ်ဘူးပေါ့ရှင်ဘိုလ်လူမော်ကဘယ်လိုကက်ကက်တတလဲမတ္တနံကဥပမာလင်းယောက်ျားကမယားကိုအပြိုတုံးကဘယ်သူနဲ့ကြိုက်ကြိုက်ဘူးတလဲစိတ်ထဲကမှမပြင်းမဘူးလားဆိုတာမျိုးတွေမေးရင်တော့လင်းပြောရမယ်မိမကြီးပေါ့ရှင်ဘယ်သူမှန်မှန်ပြောမှာလဲဘိုလ်လူမော်ကဩဒီလိုလား ဒီလောက်ကက်ကက်တက်တက်ကြီးတော့မိတဲ့လူကမမိထိုက်ပါဘူးမတ္တဏံမတ္တဏံကဒီလိုဟာမျိုးမဟုတ်ရင်တော့မိပါရှင်မှန်မှန်ဖြေပါမယ်ဂေါလူမောကကောင်းပြီဟိုသစ်တာကလေးတွေကဓာတ်ပုံဟာမတ္တဏံရဲ့တူဟုတ်ရဲ့လားမတ္တဏံကဟုတ်ပါလေရှင်ဒေါတော့ကမိကြည့်ပါတော့ပို့လိုက်တာတော့တင်မကြသေးပါဘူးဂေါလူမောကဒေါတော့တော့မမိပါဘူးလေမတ္တဏံဖြေရင်ကျင်းတတ်ပါပြီဓာတ်ထနေပါဦးမတ္တဏံရဲ့တူကလေးတယောက်ကိုဒီလောက်ပဲချစ်ရသလားမတ္တဏံက ကျမကဘယ်လောက်ချစ်နေလို့လဲရှင်တူကလေးဓာတ်ပုံကိုအမြတ်တနိုးသိမ်းထားတာလောက်တော့လူတိုင်းလောက်ကြတယ်ထင်ပါရဲ့ဂိုလူမော်ကသိမ်းထားတာတော့သိမ်းကြမှာပေါ့လေခဏခဏတော့ဘယ်သူမှထုတ်နန်းနိုင်မှာမထင်ပါဘူးမတ္တနန်ကကျမကခဏခဏနန်းနေလို့လားဂိုလူမော်ကနန်းမယ်ထင်တာပဲဒီကနေ့မနေ့တောင်နန်းသေးတယ်မဟုတ်လားမတ္တနန်မှာမျက်နှာမပြတ်အောင်ကြိုးစားတော့လဲမျက်နှာညီကနေဖြစ်သွားသေးကိုလူမော်မြင်လိုက်ရည်မတ္တနန်ကရုံးရယ်လျက်အော် ဟုတ်ပါလိမ့်မယ်။မနေ့တုန်းကတိတ္တာတွေကကြေးသီးထုတ်ယူရင်ကြုံတာနဲ့တစ်ချက်နန်းလိုက်မိတယ်။ကျမတူကလေးကချစ်စရာကလေးမဟုတ်ဘူးလားကိုလူမော။ကိုလူမောကချစ်စရာလေးဆိုမတ္တနံနဲ့တိတ်တူတာပဲကိုကိုနဲ့တူတဲ့လူဆိုတာချစ်တတ်တာမျိုးထင်ပါရဲ့။မတ္တနံဒီလူမောဤမျက်နှာကိုလှမ်းကြည့်ကအကဲခတ်လိုက်ရာလူမောပါရိုးရိုးပင်မင်းများနေသောမျက်နှာသာရှိသည်ကို တွေ့ရ၏။မတ္တနံကမိမိနှင့်ဖိုးခွေးချောင်းကိုတီထားပြီးဖြစ်၍ ညီစစ်နေခြင်းဘေလာဟုအကဲခတ်ခြင်းဖြစ်ရာထိုကဲ့သို့မဟုတ်ခြင်းကိုသိရ၏ဂလူမောကနတ်နာမတစ်ချက်မကပုံရသုံးညင်တော်နမ်းပါတယ်မတ္တနာမမျက်လုံးပြူသွား၏သို့သောခပ်ပြုံးပြုံးမျက်နာထားဖို့ကြိုးစားလေသည်ဘယ်ကဲ့သို့တည်သွားလေသည်ကိုစဉ်းစား၍လည်းမရမေးလည်းမမေးဝင်ချေဂလူမောကကျုပ်ဘယ်လိုသိတယ်သိကျင်မှာပေါ့ဒါစဉ်းစားနေတယ်မဟုတ်လားမတ္တနာလည်းစိတ်စိတ်နေ၏ဂလူမောက စဉ်းစားမနေပါနဲ့အလွယ်ကလေးပါကြောက်ခိုင်းထိုင်နေပေမဲ့မှန်ရင်ထဲမှာပေါနေတယ်မတ္တနံမတ္တနံကတကယ်တော်လေးစုံတော်ကြီးပါလားကိုလူမော်ကကျုပ်ကတမင်စုံတော့နေတယ်မထင်ပါနဲ့မတ္တနံမတော်တဆဖြစ်သွားတာပါထိုခဏ၌နောက်ဖေးဆောင်မှခင်လေးဆွေထွက်လာ၍မတ္တနံကလူကလေးဤဓာဘံကမိမိနန်းရှုံနေ၌ကိုလူမော်မြင်သွား၍စစ်ဆေးသည်ဖြင့်အစ်စ်ခန္ဓာအကြောင်းများနှင့်ရေကာမောကပြောပြသည်တွင် လူမမာဟုတ်လောက်သည်ဟုယူဆသွားလေတော့သည် အင်္ဂလိပ်လာဇန်တရက်နေ့တွင်မဒနန်သည်ဖိုခွေဤကျောင်းသို့သွားနေကြတိုင်းသွား၍ကျောင်းလာကဘောရာကမှစ၍ပေးရန်ရှိသည်များကိုပေးပြီးနောက်ဖိုခွေကိုပွေဖက်နန်းလျှောက်လျက်ရှိစဉ်လောကဤထုံစံတိုင်းမဖြစ်စေလိုသောအဖြစ်သည်ဖြစ်သွားခဲ့လေပြီမတွေ့လျော်သောလူနှင့်တွေ့ဆုံခြင်းတွေ့ခြင်းလာ၍တမင်လိုက်ရှာသောလူနှင့်လွဲမိအောင်လွဲခြင်းတိဟုသောအချင်းရာများသည်ရန်ဖန်ဖြစ်တတ်ခြင်းကိုလူတိုင်းကြုံဘူးကြပေလိမ့်မည်လူမော်သည်ထိုနေ့က ဝန်ကြီးချုပ်အနေငယ်နေမကောင်းသဖြင့်ရုံသွမလာနိုင်ပဲရှိရာတွင်လူမော်နှင့်တိုင်းမင်းရန်ကိစ္စရှိသည်ဟုဒယ်လီဖုန်းနှင့်ပြောလိုက်သောကြောင့်ဝန်ကြီးချုပ်၏အိမ်သို့ကျောင်းလမ်းမှမောင်းသွား၍မတနန်တို့တာမီနှစ်ယောက်နှမ်းရှုပ်နေကြခြင်းကိုကဘော်မမြင်သွားလေသည်လူမော်သည်တငယ်ကိုကဘော်မကြားရှည်စွာကြည့်ဖို့အချိန်မရတော့လဲရိတ်ခနဲမြင်လိုက်ရယုံနှင့်ပင်ဓပုံထဲမှတငယ်ဖြေချောင်းတီသွားခဲ့လေပြီဓပုံကိုစိတ်ဝင်စားစွာနှင့်သေချာကြည့်ထားဖို့သောလူမော်အဖို့မှထိုအချင်းရာသည်အံဩဝဲမဟုတ်ပါဘဲ ထိုညနေ၌လူမော်ယုံစင်လာသောအခါမတ္တနံသည်လူမော်၏မျက်နှာကိုတစ်ချက်မြင်လိုက်ယုံမျှနှင့်တစုံတစ်ခုဖြစ်လာခဲ့ပြီဟုရိပ်မိတော့သည်လူမော်၏မျက်နှာမှာသုံးပုံနေခြင်းကမဟုတ်မရှင်ဇဘူးအထူးရှင်ပြလျက်ရှိသည်သို့သောသွေယောတာယောရှင်ပြခြင်းမဟုဓမေဟံလောက်၍ရှင်နေခြင်းဖြစ်သည်ဟုမတ္တနံကအကဲခတ်နိုင်လေတော့သည်မတ္တနံသည်ခင်လေးဆွေ၏မျက်နှာကိုလှမ်းကြည့်လိုက်သောအခါမိမာကြီးသည်လည်းဤနည်းအတိုင်းအကဲခတ်မိသည်နှင့်နှစ်ဦးလုံးတုန်လှုပ်လျက်ရှိကြလေသည် ညသာစကြသောအခါ၌လူမုံမာရွှင်ချီတကားမုံချီတလက်ဖြစ်နေ၍အယုမပါသောဟင်းအိုများကိုအယုပါပြီးတဲ့ကဲ့သို့တစ်ချက်တစ်ချက်လွှင့်ပြင်လိုက်သည်လက္ခဏာမှာဝန်တဲ့၌ဘလုံးဆန်နေသောကြောင့်ဘာလုံးမိသည်ဟုသိဟန်မတူချေတခါ၌ကြေရုပ်ကိုဟင်းရွက်ကဲ့သို့ငပိရည်နှင့်မြုပ်စားမိသောကြောင့်ထွေးပြစ်လိုက်ရ၏သမင်စားပြီးသောအခါ၌ကဘုံပေါက်ကွဲလေပြီဂိုလူမော်ကမတ္တနံတူကလေးကြောင့်ပို့ထားတာဘယ်တော့ကြာပြီလဲမတ္တနံက န်ကုန်ရောက်ကလေးကပါပဲဂိုလူမောကမတ္တနံတို့နဲ့အတူတူပါလာတာလားမတ္တနံကဟုတ်ပါတယ်ဂိုလူမောကဒါဖြင့်ကျုပ်ကိုဘာကြောင့်မပြောတာလဲဒေါခင်လေးဆွေကတော်တော်ကမပြောနိုင်အောင်လို့ပြောထားမိလို့ပါမောင်ရဲ့ဂိုလူမောကဘယ်တော့မှပြောပြမယ်လို့ကြံရွယ်ကြပါသလဲမတ္တနံကတနေ့နေ့တော့ပြောရမှာပါပဲဂိုလူမောကသူ့ကြောင့်စိတ်ကိုသူ့အဖေကထောက်နိုင်သလားမတ္တနံက မထောက်နိုင်ပါဘူးလူမော်ကဒါပြင်ကြောက်တော့ပိုက်ဆံနေចောင်းထရရတယ်ဆိုပါတော့မသနန်ကကျမအလုတ်လုတ်တော့ကတော့ကျမပိုက်ဆံနေပေါ့ဘူလူမော်ကအခုတော့ကျုပ်လာကြတယ်ကပေါ့မသနန်ကဟုတ်ပါတယ်ဘူလူမော်ကကျုပ်ပိုက်ဆံနေဆိုရင်ကျုပ်ကတော့အတိပေးဖို့ကောင်းတယ်မဟုတ်လားမသနန်ကမှန်ပါတယ်ဒါကျမတို့အပြစ်ပါဒေါခင်လေးဆွေကသူအပြစ်မဟုတ်ဘူးမောင်ကျုပ်အပြစ်ပါ ਈ ကျုပ်အပြစ်ပါ ਈ ကိုလိုမော်သည်စီကရက်တော့ကစဉ်းစားနေပြီးနောက်ဒီကလေးကိုဘာကြောင့်ပေါ်တာထားရသလဲကျုပ်နဲ့မရခင်ဘာကြောင့်အိမ်မှာမထားသလဲဒေါခင်လေးဆွေကဒါကတော့အသွားပြန်ကားစီးနေဗာနဲ့ဆိုတော့သိမထူးဘူးဆိုပြီးပေါ်တာထားလိုက်တော့တာပဲမောင်ရယ်ကိုလိုမော်ကကျောင်းစီဘယ်လောက်လဲမတနန်ကတလတရားကျက်လောက်ပါပဲကိုလိုမော်ကဒါနဲ့တော့ဟိုတုန်းကပေါ်တာထားတယ်လားမတနန်က အင်တော်မရှိတဲ့ပြုတ်ကြီးတွေမှာဒီတူကလေးကြီးပြင်းလာရင်အကူရစီတော့ဆိုပြီးအရင်နှိပြတဲ့သဘောနဲ့ပညာသင်ပေးရပါတယ်လူမမမတ္တနံဤစကားများကိုမယုံတယုံရှိနေတော့လဲခင်လေးဆွေရှိတွင်ဤမြတ်တဲ့ပို၍စင်မရန်မလျော်တော့ကြောင့်ဤမြတ်နှင့်ဆိုင်းထားလိုက်တို့ရတွင်ဤကိစ္စကိုစဉ်းစားတိုင်းမူမမှန်ဟုသဘောရတော့ကြောင့်ထိုညတွင်မတ္တနံအားတယောက်ချင်းဆက်လက်စစ်ဆေးပြန်လေသည်ပထမ၌မတ္တနံသည်ညနေကအစီအစဉ်အတိုင်းဖြူဖြောင်းစွာဖြည့်ပေးနိုင်၏ကိုလူမော်ကဟုတ်တယ် ဖတ်ပါအောင်တော့ဒီအဖြစ်ကိုဒီလောက်လျှို့ဝှက်ထားတာတော့ထူးဆန်းတယ်ထင်တယ်မတနံမတနံလည်းစိတ်စိတ်နေ၏ဂိုလူမော်ကဒီသူကလေးเจ้าကိုကိုသားမြတ်ကသိသလားမတနံကပြမပြဘူးပါဘူးဂိုလူမော်ကဘယ်သူသိတယ်လဲမတနံကဘယ်သူမှပြမပြဘူးပါဘူးဂိုလူမော်ကဘယ်နဲ့ကြောင်လဲမတနံကကိုတူကိုเจ้าထားပြီးတာလူတွေလျှောက်ပြောပြဖို့လူသလားဂိုလူမော်ဂိုလူမော်က ကိုသာမြတ်တို့ကျုပ်တို့လူရင်းတွေတော့ဟိုတုန်းကလေးကပြောလိုက်ပါတယ်ထင်ပါတယ်။မသနံကစကားမဆက်မိတော့လေအခက်သားပဲ။ဂိုလူမော်ကစကားမဆက်မိဘူးတော့မပြောပါနဲ့။ကျုပ်ကဓာတ်ပုံတွေ့လို့တောင်မိသေးတာပဲ။မသနံလည်းမြည်တို့မြပြန်မပြောပဲစဉ်းစားနေတော့သည်။ဘုခွေရှိနေကြောင်းကိုဂိုလူမော်တည်သွားပြီဖြစ်၍ဤအကြောင်းကိုမကြခဏစစ်ဆေးနေတော့မြည်ဖြစ်သောကြောင့်ဟုတ်တိုင်းမှန်ရာတခါတည်းဖွင့်ပြလိုက်ရရင်ကောင်းနေပြီလို့ဟုစဉ်းစားနေခြင်းဖြစ်လေသည်ဂိုလူမော်က ရော့ရာရှိတခါတည်းပြောလိုက်ပါမတ်သက်နံမလုံတော့ပေါ်ရင်မကောင်းဘူးထင်တယ်ဖွင့်ပြောလိုက်ရရင်ဂိုလူမော်သည်မြေကဲ့သို့ဖြစ်သွားမည်ဟုမတ်သက်နံအကဲမခတ်နိုင်ပဲရှိစိတ်ပြက်လက်မြေကားမှန်သည်သို့တော့မိမိ၏အပြုမှုကိုအပြစ်တစ်ခုဟုယူဆမည်လားအပြစ်ဖြစ်ခဲ့လျင်ချမ်းသာပေးထိုင်သော အပြစ်တစ်ခုဟု၍ယူဆမည်လားအပြစ်တစ်ခုအနေဖြင့်ယူဆခဲ့ရင်ချမ်းသာပေးသည်ဟု ဆိုစေကမူလေမိမိအပေါ်၌ဘယ်နှယောအခါမှလေးစားခြင်းရှိနိုင်တော့မည်မဟုတ်သောကြောင့်တသက်ပလုံးပေါင်းသင်းနေထိုင်ရန်ခရင်ပေတော့မည် မိမိလော်လေခြင်းကြောင့်မဟုတ်ပဲငရွယ်သေးသည့်အတွက်ခင်လေးဆွေဤဒုက္ခကိုကယ်မိကြရာနီလန်းဖြင့်ကယ်ဆယ်ခြင်းဒီဟုသောမိုက်မှားမှုဆို၍အပြစ်လွတ်ပါလျင်မူကားတော်ပါသည်သို့သောကိုလူမောပေါ်၌ဤမြလောက်မျောလင်းရန်ခရင်လှပေသည်ညီတို့ဖြင့်ဖြစ်စေကြာရှည်စွာဆက်လက်ဖုံးပိထားရန်ဖြစ်နိုင်ဖို့မရှိသည့်အတူတူဟုတ်မှန်သည့်အတိုင်းဖွင့်ဟပြောလိုက်ပါတော့မည်ဟုမတ္တနံဆုံးဖြတ်လိုက်တော်သည်မတ္တနံကမယားတယောက်ဟာလင့်ပေါ်မှာဘယ်လိုတာဝန်ရှိတယ်လို့ယူဆပါသလဲ ဘုလူမောကဘယ်လိုမေးတာလဲမတ္တနံမတ္တနံကမိယကလင်ကိုတစ္ဆာရှိရမယ်မဟုတ်လားဘုလူမောကဟုတ်တာဗောမတ္တနံကတစ္ဆာရှိတယ်ဆိုတာဖေရှင်ကစပြီးတစ္ဆာရှိလိုက်ပါတယ်ဘုလူမောကဩဒါလားဒါကတော့ကာမပိုင်ဖြစ်တဲ့ချိန်ကစလို့ဗောမတ္တနံမတ္တနံကတိရင်ကကောဘုလူမောကမပိုင်သေးခင်တော့ဘယ်နဲ့လုပ်ပြီးမျောလင်းလို့ဖြစ်ပြီမလဲမတ္တနံကကောင်းပြီကျမဟာအပြိုစစ်မဟုတ်ဘူးဆိုကြပါစို့ ရှင်ဘယ်လို့ရှိမလဲကိုလူမော်လည်းအဖြစ်မပေးသေးပဲစဉ်းစားနေပြီးမှဒါဖြင့်ဟိုတငယ်ဟာမတ္တဏ္ဍရဲ့သားပေါ့မတ္တဏ္ဍကဟုတ်ပါတယ်ကိုလူမော်ကဟင်ဘယ်သူကလေးလဲမတ္တဏ္ဍကသူ့အဖေကျွန်တော်မသိဘူးကိုလူမော်ကဘယ်နဲ့ဟာလဲမတ္တဏ္ဍမတ္တဏ္ဍကတကယ်ကိုကျွန်မမသိတာပါကိုလူမော်ကကြားဘူးပုံကွာဒါမျိုးဖြင့်မတ္တဏ္ဍကနောက်ထောင်ကျွန်မပြောပြမယ် ဤတွင်မတ္တနံသည်ခင်လေးစီမကြမ်းပါပဲနာတာရှိဖြစ်ကြရပုံများနှင့်၎င်းဤစေဘဝကအတွက်မိမိကိုယ်ကိုရောင်းကြရပုံများပါစုံလင်စွာပြန်ပြောင်းပြောပြလေ၏ဂိုလူမော်သည်ပါဇက်ဟောင်းလောင်းနှင့်နားထောင်နေပြီးနောက်ကျွတ်တို့တွေကအနောက်တိုင်းဝတ္ထုတွေဖတ်ပြီးဟီရိုဝင်းတို့ဟီရိုတို့ဖြစ်ချင်းကုန်ကြတယ်ထင်ပါရဲ့ဒီတိုင်းမှန်မဲနော်မတ္တနံကတလုံးမကြံမှတ်ပါတယ်ဂိုလူမော်ကဒီလိုဆိုရင်ကိုကသာအိုခဲ့တယ်စိတ်ကမအိုခဲ့ဘူးဆိုပါတော့မတ္တနံက ဟုတ်ပါတယ်ဂိုလူမော်ကပြစ်မိတာကိုတော့တိတ်ပြီးအပြစ်မဆုံနိုင်တော့ပါဘူးမတ္တနံသို့တော်လည်းအစကလေးကဖွင့်ပြောရင်ကောင်းတယ်မတ္တနံကကျမကပြုတ်ပြခြင်းနဲ့တော်တော်ကဖြစ်လွင်းလို့ဂိုလူမော်ကတေခွာကြတဲ့အတော်ကြီးပဲကိုခင်လေးဆွေကိုအပြစ်ဆိုလာခြင်းအပြင်မတ္တနံသည်လူမော်ဤစိတ်ကိုရိမ့်မိလေပြီထိုနေ့မှစ၍လူမော်သည်မတ္တနံပေါ်၌အမှုရာပြောင်းလဲ၍အိမ်၌ရှိနေစဉ်အခိုက်တွင် ယခင်ကကဲ့သို့ရေလာမောလာဖြင့်စကားပြောခြင်းရှိတော်ပဲမျက်နာကြီးသုံးပုံလျက်ရှိ၏မတဏံကလက်ရောတော်လဲအမှုအရာ ပြင်ဆင်တော်သည်မရှိချေတနေ့တနေ့တာမြတ်သည်ဒေါတရန်အလုရှိ၍အိမ်သို့ဝင်ရောက်နှုတ်ဆက်ရာလင်မယားနှယောက်တို့ဤနေထိုင်ပုံကိုအကဲမရသည်နှင့်တစုံတစ်ခုဖြစ်ကြဟန်တူသည်ဟုတွေးမိ၏သို့သောအကြောင်းရင်းစစ်မှန်ကိုတွေးဆရန်မူကားမဖြစ်နိုင်ကြလူမော်သည်မတဏံပြုလုပ်ပြောဆိုသမျှကိုအကောင်းမတင်တော်ပဲအပြစ်သာမြင်လေရှိ၏ အလုံများသည်ဆို၍မွေးချုံမှပြန်လာသောနေများလည်းခဏခဏပင်ထိုသောသောညာများ၌မူရလာ၍ဗာမဟုတ်သည်များကိုအပြစ်ဆိုလေတော့သည်မတဏ္ဏကမူမိတွင်တောက်တိချင်းမပြုတ်မိမိအားအပြစ်ဆိုခြင်းများကိုလည်းကြိုးစား၍တီးခံ၏တို့ပါတော်လဲစိတ်ထက်၌မူမိမိတို့လင်မယားမှာကြာရှည်စွာပေါင်းတင်ဆက်ဆံ၍မဖြစ်နိုင်တော့သည့်အကြောင်းကိုရိပ်မိလေပြီတညတ၌လူမော်သည်ခတ်ထိုထိုနှင့်ပြန်ရောက်လာ၍ထမင်းမစားကြရသေးသောကထမင်းခူးခိုင်းသည်နှင့်မတဏ္ဏနှင့်ခင်လေးဆွေတို့ပါ အစီကံများကိုကူညီ၍ထမင်းဘွဲပြင်ဆင်ပေးရင်ပြည်သည့်နောက်မတ္တနံကထမင်းစားဖို့ခေါ်ရာငောက်ပြလိုက်သည်နှင့်ကုတ်၍ထိုင်နေရလေသည်မတ္တနံမှာမျက်နှာညှို့ငယ်လလေသည်လူမော်သည်ထမင်းစားဘွဲတွင်ထမင်းတစ်လုံးနှစ်လုံးသာစား၍ထလာပြီလျှင်ပလက်ကရထိုင်ပေါ်တွင်သုံးပုံလျက်ထိုင်နေ၏အိုက်ပုံရသည်နှင့်မတ္တနံကလေရက်ကိုဖွင့်ပေးရာနှီးစမ်းမှာမလုပ်ပါနဲ့ဟူအောင်ငှားလိုက်သည်ဖြင့်ပိတ်ထားလိုက်ရသည် ပြန်ကျင်သောချိန်မှပြန်၍လှုပ်ခြင်းအားလှုပ်သည်ကိုတစုံတရာမပြောဘဲနှုတ်ဆက်စွာနေသောမတ္တနာအားမျက်ဆောင်ထိုးသောကြည်ချင်းမျိုးမှတပါအခြားနည်းဖြင့်မကြည့်တော့ချေလူမော်သည်မတ္တနာကိုမိမိနှီးသို့ခေါ်၍ထိုင်စေပြီးနောက်အရာရှိကလပ်၌ကိုသာမြတ်နှင့်တွေ့ကြကြောင်းပြော၍ကိုလူမော်ကကိုသာမြတ်တို့ကတော့လှဲကြိုးထမ်းတဲ့ငနွားဆိုပြီးလူကိုလှောင်နေကြမှာပေါ့မတ္တနာကမပြောပါနဲ့ကိုလူမော်ကိုသာမြတ်ကဒီအကြောင်းဘာမှမသိပါဘူးကိုလူမော်က မတိပဲနေပါမလားဒီကောင်သာထူလို့အလို့နေမှာပေါ့ဒီပြင်ကတော့တပြည်လုံးသိမှာပေါ့မတဏန်ကမဟုတ်ပါဘူးကိုလူမောကိုလူမောကဘာမဟုတ်ရမှာလဲကိုသားမြတ်မြတ်နာကိုကလောင်တောင်တောင်နဲ့မြင်တာပဲမတဏန်ကနှုံးလုံးမသိတဲ့လူတစ်ယောက်ကပေါ့ကြောင့်လောင်ရမှာလေကိုလူမောကိုလူမောကသိမှာပါမတိပဲမနေပါဘူးဒါကြောင့်ဒီကောင်ကိုကြောက်ချထားခဲ့တာပေါ့မတဏန်က မဟုတ်ရပါဘူးကိုလူမော်ကိုလူမော်ကမမဟုတ်ရမှာလဲနမရှင်ပေပြီးရောက်စားရဆိုတဲ့ဇကပုံလူမတဏန်ကတော်ပြီကိုလူမော်မဆက်ပါနဲ့တော့ရှင်နဲ့ကျမနဲ့မဖြစ်တော့ပါဘူးကိုလူမော်ကမဖြစ်လို့ဘာလုပ်ချင်တယ်လဲမတဏန်ကမဖြစ်ရင်တခြားစီနေရုံရှိတာပေါ့ကိုလူမော်ကသဘောပဲဗျာမတဏန်ကကိုင်းတာပြင်းတော့ကြဆိုကျမအလုရှာလုပ်ပါမယ်ကိုလူမော်ကကောင်းပြီ အလုံးမရခင်စားဖို့တော့ဖို့ဒီကတာဝန်ထားလိုက် နောက်တနေ့တွင်လူမတော်လင်မရသည်လက်မှတ်ရေထော်သောနေပြင်ကွာရှင်းကြ၍မတဏ္ဏနှင့်ခင်လေးဆွေတို့သည်လည်းဝန္ဒမီယာကုတ်အင်ကြီးမှဆင်လာကြပြီလျင်ယခင်နေထိုင်ခဲ့သောကြောင်မြောင်းရက်ွက်တို့ရောင်ရွှေ့လာခဲ့ကြလေသည်ဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာဆရာကြီးရွှေဦးတောင်းဤ မြတ်သက်မောဆိုတဲ့ဝိတုစာအုပ်ကိုအပိုင်း73နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနားဆင်ခံစားပေးကြတဲ့တွေလည်းကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်း74မှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျမ်းမာပေးကင်းကြပါစေကျွန်တော်ဖုန်းမြတ်တင်ပါခင်ဗျာ